မိတ်ဆွေများကိုစိတ်ချမ်းသာအောင်နေနည်းပုံမြင်လင်းတဖို့မျှဝေပေးခြင်းပါတယ်။နိုင်ငံပိုင်ဆိုင်တဲ့ဘရင်ကြီးတစ်ပါးရှိပါတယ်။သူ့မှာပတ်ဆံမှုတွေအများကြီးရှိဝင်မဲ့လို့စိတ်မချမ်းသာပါဘူး။အများတန်းစိတ်ဆင်းရဲပြီးတော့မအိပ်နိုင်မစားနိုင်ဖြစ်ပါတယ်။သူ့ဘေးကတဲလီလုံးမှာနေတဲ့ရေထမ်းကြောင်တဲ့မိသားစုကတော့အများတန်းစိတ်ချမ်းသာပျော်ရွှင်နေပါတယ်။အဲ့ဒါနဲ့ပညာရှိမကြီးကိုမေးကြည့်တဲ့အခါမှာ အရှင်မင်းကြီးအဲ့ဒီမိသားစုဟာ69မိသားစုတည်းမပါသေးလို့ပါ69မိသားစုတည်းပါသွားရင်တော့သူတို့လည်းပဲစိတ်ဆင်းရဲမှာပါဆိုတော့တေချာသိကျင်ပါလေလို့ဘင်းကြီးကပြောတဲ့အခါမှာငွေရင်းကားပြား69ပြားကိုအမတ်ကြီးကတောင်းပါလေပြီးတော့အဲ့ဆင်းရဲသားမိသားစုမသိအောင်ညအခါမှာသွားထားလိုက်ပါလေနောက်နေ့ရစားပြီးတော့အဲ့ဒီမိသားစုဟာစိတ်ချမ်းသာကိုချမ်းသာကိုချမ်းမှာမနေရတော့ဘူးတဲ့ 69ပြားရတာကိုဝမ်းမသာပဲနဲ့ဒင်္ဂါပြား69ပြားမဖြစ်နိုင်ဘူးအပြားတရားဖြစ်ရမယ်ဆိုပြီးတော့ပြောင်းနေတဲ့တပြားကိုလိုက်ချရင်းနဲ့ကောင်းကောင်းမရနိုင်ကောင်းကောင်းမစားနိုင်ဖြစ်သွားပါတယ်။ကျမ်းမာရေးတွေထိခိုက်လာပါတယ်။အဲ့ကျမှဘင်းကြီးကဟာသူတို့ဘလို့ဖြစ်သွားတာလဲ။အရင်လိုမပြောချင်ကြတော့ပါလားဆိုတော့မှပညာရှင်မကြီးကရှောက်ပါတယ်။အရှင်မင်းကြီးတဲ့အဲ့ဆင်းရဲသားမိသားစုဟာ69မိသားစုတဲ့ကိုပါသွားပါပြီတဲ့ ဘလူလက်အမကြီးအသေးချရှင်းပြသမ်းပါဆိုတော့အရှင်မင်းကြီးတဲ့ပုထုဇဉ်အများစုဟာမိမိရရှိထားတဲ့စီးပွားဥစ္စာနဲ့စိတ်ချမ်းသာအောင်နေတဲ့ပုဂ္ဂိုလ်အင်မတန်မှနဲပါတယ်မိမိမရရှိသေးတဲ့ဥစ္စာတွေအကြောင်းကိုတွေးပြီးတော့ပဲစိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်ကြပါတယ်အခုမိသားစုဟာလည်းသူတို့ရရထားတဲ့ငွေရင်းက99ပြားနဲ့စိတ်ချမ်းသာအောင် မနေတတ်ပါဘူး ငွေရင်း99ပြားတော့မဖြစ်နိုင်ဘူးအပြားတရားဖြစ်ရမယ်တပြားပြောင်းနေတာဖြစ်ရမယ်ဆိုပြီးတော့သူတို့ပန်ဆန်မှုရနေတဲ့ဒင်းငါပြား99ပြားနဲ့စိတ်ချမ်းသာအောင်မနေဘဲနဲ့မရသေးတဲ့တကယ်မရှိတဲ့တပြားသောဒင်းငါကိုလိုက်ရှာပြီးတော့စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်နေတာပါဒါကြောင့်မင်းကြီးလည်းပဲမိမိရထားသမျှစိတ်တဲ့ဥစ္စာနဲ့ စေချမ်းသာအောင်နေတတ်ရင်ကောင်းပါတယ်လို့အကြံပေးမှဘင်းကြီးလည်းစေချမ်းသာအောင်နေတတ်သွားပါတယ်။ဒါကြောင့်နေကောင်းကြုံမှားပြရစေစိတ်ချမ်းသာခြင်းလို့ရှိရင်ကုသိုလ်ဖြစ်เสียရာ စိတ်ချမ်းသာเสียရာတစ်ခုရှိတယ်။အာဟုသူဖြစ်เสียရာစိတ်ဆင်းရဲเสียရာ၁၀ခုရှိတယ်ဆိုရင်တောင်မှအာဟုသူဖြစ်เสียရာစိတ်ဆင်းရဲတာ၁၀ခုကိုမတွေးဘဲနဲ့ကုသိုလ်ဖြစ်เสียရာစိတ်ချမ်းသာเสียရာတစ်ခုကိုတွေးပြီးတော့စိတ်ချမ်းသာအောင်နေတတ်တဲ့မိတ်ဆွေများဖြစ်ကြပါစေ။အားလုံးကျမ်းမာချမ်းသာပြီးတော့ လိုရာဆန္ဒပြေဝကြပါစေ